ကျမကိုတောင်ငူသူလားဆိုပြီးတော့အမေးများတဲ့မိကွန်းလေးပေါ့နော်ဆိုတော့ဒီမိကွန်းလေးကိုဖြည့်ပေးပါမယ်အရင်ဗီဒီယိုတုန်းကလည်းညီမတောင်ငူသူဟုတ်လားမဟုတ်လားဆိုတာဖြည့်ပေးခဲ့ဖူးတဲ့ဒါပေမဲ့တချို့ကြတော့ follow အသစ်ပေါ့နော် follower အသစ်လေးတွေကကြတော့ညီမကိုမသိသေးတဲ့အခါကြတော့ပေါ့နော်ဒီဗီဒီယိုလေးနဲ့တခါတည်းပေါ့နော် reply ပြန်ပြီးပြောပြပေးပါမယ်ညီမရဲ့ဒီအဖွားက တောင်ကူသူစစ်စစ်ပါပြီးတော့ညီမရဲ့အမေကလည်းတောင်ကူသူစစ်စစ်ပါအဲ အဲ့ဒီညီမရဲ့အဖွာဆိုလို့ရှိရင်တောင်ကြီးမှာရှိတဲ့အဲကချင်ပေါ့နော်ညီမတို့အဖိုးနဲ့မြေတားမျှကြပြီးတော့ကျမတို့အမေကိုမွေးပါတယ်တောင်ကူမှာမွေးပါတယ်ဆိုတော့ကျမအမေကတောင်ကူသူစစ်စစ်ပါစိတ်ဖူးတော်မှာမွေးတယ်ပေါ့နော်ဆိုတော့ပြီးတော့ကျမရဲ့အဖိုးစီကိုအမေကသွားတယ်အဲတောင်ကြီးကိုသွားတယ်ပေါ့နော်တောင်ကြီးကိုသွားပြီးတော့တောင်ကြီးမှာကျမကိုမွေးရဖြစ်ပါတယ်ကျမကတောင်ကြီးမှာမွေးတယ်တောင်ကြီးသူပါရှင်ဆိုတော့ ညီမသည်အခုအမေတို့မွေးရမြေမှာလာပြီးတော့ဗောနောပြန်အခြေချတဲ့အခါကျတော့အဲတောင်ငူမှာအနေကြသွားတော့တောင်ငူမှာရှိတဲ့ဒလီလေးတွေအဲသူတို့ရဲ့ဒီလမ်းလေးကိုညီမကရိုက်ပြရင်းနေဗောနောအသဘောကျတယ်ဗောနော တောင်ငူရဲ့အဲဒီစာကောင်းနေမုတ်ကလေးတွေဆိုညီမကအဲလိုင်းမမှာမျှပေးတာဖြစ်ပါတယ်ဆိုတော့တချို့တွေကကျတော့တောင်ငူသူစစ်စစ်ဗောနောဟိုထင်နေဗောနောပြောရရင်တော့ကပြပဲပြောရမှာဗောနောအမေကလည်းတောင်ငူစစ်စစ်တောင်ငူသူစစ်စစ်ဆိုတော့တွေးကြတော့အလစ်တက်ပါတယ်ဗောနော ော်ဆိုတော့အဲဒီတောင်ကိုချစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်တောင်ကိုနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်လို့ တချို့ကြတော့ပေါ့နော်တောင်ကူမှာနေပြီးတော့ဒီလိုအခေါ်အဝေါ်ဒီလိုအပြောဆိုတွေမသိဘူးလားလို့ပြောကြရပေါ့နော်ဟုတ်ကဲ့ညီမတချို့တောင်ကူနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တိကျမသိပါဘူးတောင်ကူသူအစစ်စစ်တွေဆိုတော့ပိုသိရပေါ့နော်အဲအဲ့ဒါလည်းအရင်ကောင်းတယ်ညီမကြတော့အဲ့လောက်ကြီးမသိဘူးကိုသိတဲ့လောက်လေးတွေနဲ့ကိုချစ်တဲ့အရာလေးတွေကိုပဲမျှဝေပေးတာဖြစ်လို့ပေါ့နော်အဲတချို့အမားပါခဲ့လို့ရှိရင်လည်းခွလွတ်ပေးပါလို့ပြောချင်ပါတယ်ပြီးတော့ညီမကဒီအဲတချို့ပေါ့နော်အဲပြော ဟာလေးကအမားလေးတွေလည်းပါနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေဆိုလို့ရှင်လေနားလေးပြီးပါပြီးတော့ပြန်ပြင်ပေးပါအောင်လို့အဲပြီးတော့အမှတ်တရလေးတွေတောင်းဝင်တဲ့ပတ်သက်တဲ့အမှတ်တရလေးတွေလည်း comments လေးတွေမှာပေါ့နော်မျှဝေပေးဖို့ကိုလည်းညီမကကြိုးဆိုပါတယ်လူကြီးစုတင်ပါတယ်ရှင်